ရှင်လုကာခရစ်ဝင်အခန်းကြီး23အငယ်1မှ56သူအခါမိအရာရှိ အပေါင်းတို့သည်ထ၍ကိုရောကိုပြိလက်မင်းထံသို့ဆောင်းသွားကြပြီးလင်ဤသူသည်ပြည်သူပြည်သားများကိုလှည့်ဖျား၍မိမိသည် ခရစ်တော်ဒီဟုသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက်ကဲတာဘုရင်ကို အခွန်မဆက်နှင်းဟုမြစ်တာသည်ကိုအကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏ ပိလက်မင်းကတင်သည်ယူဒရှင်ဘုရင်မှန်တလို့ဟုယေရှုကိုမေးလင်မင်းကြီးမေးသည့်အတိုင်းမှန်သည်ဟုမိန့်တော်မူ၏ပိလက်မင်းကဤသူ၌အဘယ်အဖြစ်ကိုမျှငါမတွေ့ဟုယေဘုရဟိအကြီးတို့နှင့်လူအပေါင်းတို့အားပြောဆိုလင်ထိုသူတို့သည်တာ၍ပြင်းစွာသောအတန်နှင့်ဟစ်ကြော်လျက် ဤသူသည်ဂါလိလဲပြည်မှစ၍ဤအရက်တိုင်အောင်ယူဒပြည်၌အနှက်အပြားဆုံးမဩဝါဒပေး၍လူများကိုနှိုးဆော်တော်သူဖြစ်ပါသည်ဟုရှောက်ဆိုကြ၏ပိလမင်းသည်ဂါလိလဲဟုသောစကားကိုကြားလျှင် ထိုသူသည်ဂါလိလဲလူဖြစ်သလိုဟုမေးမြန်း၍ဟေရုမင်းပိုင်သောသူဖြစ်သည်ကိုသိသောအခါထိုမင်းထံသို့ပို့စေ၏ထိုအခါဟေရုမင်းသည်ယေရုရှလင်မြို့၌ရှိသည် ထိုမင်းသည်ယေရှုကိုမြင်လျင် အလွန်ဝမ်းမြောက်ခြင်းရှိ၏အကြောင်းမူကားအထက်ကတည်င်းတော်များကိုကြား၍ကိုရောကိုမြင်ခြင်းကကြာမြင့်စွာအလိုရှိသည်ဖြစ်၍ပြတော်မူသောနမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ရမည်ဟုမျှော်လင့်လျက်နေ၏သူအခါဟေရုမင်းသည်ကိုရောကိုများစွာမေးမြန်းတော်လဲအဘယ်စကားကိုမျှပြန်တော်မမူယိပရောဟိတ်အကြီးနှင့်ဂျမ်ပြူဆရာတို့သည်ထ၍ပြင်းထန်စွာအပြစ်တင်ကြ၏ ဟီရိုမင်းသည်စစ်သူရဲတို့နှင့်တကွကုရကိုမခတ်မညာဘဲပြည့်ရင်ပြူ၍တင့်တယ်သောအဝတ်ကိုဝတ်စီပြီးမှ ပြည်လက်မင်းထံသို့ပို့ပြန်စေ၏ထိုနေ့၌ပြည်လက်မင်းနှင့်ဟီရိုမင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏အထက်ကရံဘက်ဖြစ်ကြသည် တဖန်ပြည်လက်မင်းသည်ယိဘရဟိအကြီးမင်းအရာရှိလူများတို့ကိုခေါ်၍ပြည်သူပြည်သားများကို ပုန်ကန်စေသော သူကဲ့သို့ဤလူကိုတင်တို့သည်ငါထံသို့ပို့ဆောင်ကြသည်ဖြစ်၍တင်တို့ရှိမှငါစစ်ကြောသောလေတင်တို့တင်သော အပြစ်တစ်စုံတစ်ခုကိုမြတ်သူနိုင်ငါမတွေ့ဟေရုမင်းသည်လည်းမတွေ့ထိုမင်းထံသို့ငါပို့စေပြီးဤသူသည်အသေးသက်ခြင်းကိုခံထိုက်သော အမှုတစ်စုံတစ်ခုကိုမြတ်မပြုထို့ကြောင့် ူကိုငါဆုံးမ၍လွတ်မီဟုဆိုလေ၏ထိုပွဲ၌လူများတို့အားတစုံကြောက်သောသူကိုမလွတ်ပဲမနေရသတည်းလူအပေါင်းတို့ကထိုသူကိုထုတ်ပါလော အကျွန်ုပ်တို့အားဘရဘကိုလွတ်ပါလောဟုတညိတညွတ်တီးဟစ်ကြော်ကြ၏ထိုဘရဘကမြို့၌ပုံကန့်ခြင်းအဖြစ် လူအသက်ကိုတတ်ခြင်းအဖြစ်ကြောင့်ထောင်ထဲ၌လောင်ထားသောသူဖြစ်သည်ပြီးလည်းမင်းသည်ယေရှုကိုလွတ်ခြင်းသောကြောင့်သူတို့အားတပံပြောဆိုလေ၏ ူတို့ကလည်းထူးထူးကိုလုံဝါကတ်တိုင်မှာရိုက်ထားပါရိုက်ထားပါဟုဟစ်ကြော်ကြ၏ပြီးလက်မင်းကထူးထူးသည့်အဘဲအပြစ်ကိုပြုပြီးသည်နီတေထိုက်သောအပြစ်တစုံတစ်ခုမျှသူ၌ငါမတွေ့ထို့ကြောင့်သူကငါဆုံးမ၍လွတ်မီဟုအုံချိန်မြောက်အောင်ဆိုလင်လူများတို့သည်ထူးထူးကိုလောဝါကတိုင်မှာရိုက်ထားစေခြင်းကကြီးစွာသောအတန်နှင့်ကြက်ကြက်တောင်းသဖြင့်သူတို့၏အတန်နှင့်ရိပရောဟိ အကြီးတို့၏အတန်သည် နိုင်လေ၏ ပြည်လက်မင်းဒီလေသူတို့တောင်းသည့်အတိုင်းဖြစ်စေခြင်းကစီရင်၍ပုံကန့်ခြင်းအဖြစ်လူအသက်ကိုတတ်ခြင်းအဖြစ်ကြောင့်ထောင်ထဲမှာလှောင်ထားသောသူကိုလူများတောင်းသည့်အတိုင်းလွတ်ပြီးမှယေရှုကို သူတို့အလိုသို့အပ်လိုက်လေ၏ ိုရောကိုထုတ်သွားကြစဉ်ရှီမုံအမည်ရှိသောကုရီနေပြည်သားတယောက်သည်တုံးရွာမှလာသည်ကို သူတို့သည်တွေ့လျင်ဖမ်းဆီး၍ယေရှုနောက်တော်၌လက်ဝါးကတ်တိုင်တော်ကိုထမ်းစေကြ၏နောက်တော်၌လိုက်သောလူများအပေါင်းတို့တွင် ကိုရောကြောင့်ငိုကြွေးမိတမ်းသောမိမအချို့ပါ၏ထိုသူတို့ကိုယေရှုသည်လှည့်ကြည့်၍ယေရုရှလင်မြို့သမီးတို့ငါကြောင့်မငိုကြွေးကြနှင့်မိမိတို့နှင့်မိမိတို့သားများကြောင့်ငိုကြွေးကြလော့ အကြောင်းမူကားမြုံသောမိမသည် မင်္ဂလာရှိ၏ပတိတ္တေမယူဘူးသောဝတ်နှင့်သူငယ်မဆုဘူးသောတားမြတ်သည်မင်္ဂလာရှိ၏ဟု ပြောရသောနိယကာလရောက်လိမ့်မည်ထို့အခါသူတို့ကအိုးတောင်များတို့ငါတို့အပေါ်သို့ကြကြပါအိုးကုန်းများတို့ငါတို့ကိုဖုံးအုပ်ကြပါဟုခေါ်ကြလိမ့်မည် အကြောင်းမူကားစိမ့်သောအပင်ကိုဤသို့ပြုကြလျင်၆သောအပင်၌အဘယ်သို့ဖြစ်လိမ့်မည်နည်းဟုမိန့်တော်မူ၏ထိုအခါကိုရိုနှင့်အတူ လူစုနှစ်ယောက်တို့ကလည်းတတ်အပ်သောငါထုတ်သွားကြ၏ကရာနီအမိရှိသော အရက်သို့ရောက်ကြသောကိုရိုနှင့်တကွထိုလူစုတို့ကိုလက်ရတော်ဗန်နိုင်တရာလက်ဝဲတော်ဗန်နိုင်တရာလဝါကတ်တိုင်မှရိုက်ထားကြ၏ယေရှုကလည်းဦးအဖသူတို့၏အပြစ်ကိုလွတ်တော်မူပါ သူတို့သည်ကိုပြုတ်သောအမှုကိုမတိကြဟုမွတ်ဆိုတော်မူ၏အဝတ်တော်ကိုလည်းဆက်ရည်တဲ့ချ၍ဝေဖန်ကြ၏လူများတို့သည်လည်းကြည်ရှုလျက်ရက်နေကြ၏ထိုသူတို့နှင့်အတူမင်းအရာရှိတို့ကဤသူသည် သူတပါးတို့ကိုကဲ့တင်တတ်၏ခရစ်တော်ဒီဟုသောဖျားသခင်ရွေးချယ်တော်မူသောသူမှန်လျင်ကိုကိုကဲ့တင်ပါလိစေဟု၍ပြည့်ရပြုကြ၏စစ်သူရဲတို့သည်လည်းလာ၍ပုံးရေကိုကပ်ပြီးလျက် တင်သည်ယုဒရှင်ပြည်မှန်လျင်ကိုကိုကဲ့တင်လောဟုပြည့်ရဲ့ပြုလျက်ဆိုကြ၏။ခေါင်းတော်ပေါ်မှတက်၍အပြစ်ဖော်ပြသောကပီးလိပ်စာချက်ဟုမူကားဤသူသည်ယုဒရှင်ပြည်ပေတီဟုဟေပြဲဘာသာဟေလတဘာသာယောမဘာသာအဖြစ်ရေး၍ခေါင်းတော်ပေါ်မှတက်သည်။ဆွေးထားသောလူစုနှစ်ယောက်တွင်တစ်ယောက်က တင်ဒီခရစ်တော်မှန်လေကိုကိုလကောင်ငါတို့ကို၎င်းကဲ့တင်လို့ဟု ကိုတော်ကိုကဲ့ရဲ့၍ဆိုလေ၏တရားမူကားမိမိအဖို့ကိုစုံမ၍တင်ဒီဤသူဤသူအပြစ်တံခံရပြီဘုရားသခင်ကိုမကြောက်သလိုငါတို့သည်ကိုပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍တရားသဖြင့်ခံရကြ၏ဤသူမူကားအဘယ်အပြစ်ကိုမျှမပြုဟုဆိုပြီးလျှင်တခင် ကိုရောသည်နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါအကျွန်ုပ်ကိုအောက်မိတော်မူပါဟုယေရှုကိုရှောက်ဆို၏ယေရှုကလည်းငါအမှန်ဆိုသည်ကယနေ့တွင်တင်းသည်ငါနှင့်အတူပရဒိသူပုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏ထိုအချိန်သည်မွန်းတဲ့အချိန်လောက်ဖြစ်၍သုံးချက်တည်းအချိန်တိုင်အောင်မြေတပြင်လုံး၌မောင်မိုက်အတိဖြစ်လေ၏ဤအယောင်ကွဲပြောက်လေ၏ဘိမှန်တော်ဤကလကာသည် နှစ်ဖြာကွဲလေ၏ယေရှုသည်လည်းကြီးသောအသံနှင့်ကြွေးကြော်တော်မူပြီးလျှင်ဦးအဖာအကျွန်ုပ်စိတ်ဝိညာဉ်ကိုကူတော်လက်၌အကျွန်ုပ်အပ်ပါ၏ဟုမိန့်တော်မူလျက်အသက်ချုပ်တော်မူ၏ထို့အချင်းအရာတို့ကိုတတ်မှုသည်မြင်လျှင်စင်စစ်ဤသူသည်ဖြောက်မတ်တော်သူမှန်ပေ၏ဟုဆို၍ပရောဖက်ကိုချီးမွမ်းလေ၏ ထိုအမှုကိုအကြည့်အရှုလာတော်သူအပေါင်းတို့သည် ထိုအချင်းအရာများကိုမြင်လျင်ရှင်ဘက်ကိုခတ်၍ပြန်သွားကြ၏ဂါလိလဲပြည်မှ နောက်တော်သူလိုက်လာသောမိမတို့နှင့်ကိုရောကိုတိကျွမ်းတော်သူအပေါင်းတို့သည်လည်းအဝေးကကြည့်ရှု၍ရက်နေကြ၏ ထိုအခါယူဒပြည်အရိမသင်မြို့သားယောသက်အမည်ရှိသောလှုပ်အရာရှိတယောက်သည် အခြားသောလှုပ်အရာရှိတို့၏တိုင်းပင်စီရင်ခြင်းကိုဝန်ခံတော်သူမဟုတ်ဖျားသခင်၏နိုင်ငံတော်ကို မျှော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့်ပြည်လက်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏အလောင်းတော်ကိုချ၍ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်တရားကူးမြတ်မတင်းကြူဘူးသောကြောက်တင်ကြိုင်တွင်၌ထားလေ၏ ထိုနေ့ကအဖိတ်နေဖြစ်၍ဥပုံနေ့အချိန်ဤတည်းဂါလိလဲပြည်ကကိုရိုနေ့အတူလာသောမိမများသည် သင်္ချိုင်းတော်ကို၎င်းအလောင်းတော်ကိုအဘဲသူထားသည်ကို၎င်းအကြည့်အရှုလိုက်လာကြ၏ထိုနောက်မှ ပြန်သွားပြီးလျှင်စီမွေးနှင့်နတ်သားမျိုးကို ပြင်ဆင်၍ပြည့်ညတ်တော်အတိုင်းဥပုံနေ့၌အလုံမလုံပဲနေကြ၏အာမင် God bless you